ဇွန်25ရက်မှဇွန်28ရက်အထိပြုလုပ်ခဲ့သည့်ငင်းကြီးဖိုရန်တွင်လက်နက်ကင်အဖွဲ့အစည်းတွေငင်းငယ်ရေးပါတီတွေမှဒါတူးညာရှိသူတွေနေပေကဏအတီးတီးမှထင်ပေါ်ကျော်ကြားသူများပြည်တွင်းပြည်ပမှအသိပညာရှင်နှင့်အတတ်ပညာရှင်များအစရှိသည့်အလွှာအတီးတီးမှပုဂ္ဂိုလ်များကတက်ရောက်ခဲ့ပြီး ဇွန်26ရက်မှစ၍အဖွဲတစ်နှစ်အဖွဲနှစ်ဟူ၍အဖွဲနှစ်ဖွဲခွဲ၍ဒီကြားစီဆွေးနွေးမှုများပြုလုပ်ခဲ့ရာအကြံပြုချက်တရာ20ကျော်ရရှိခဲ့ခြင်းဖြစ်ပါသည်။ငင်းငယ်ရေးဖိုရမ်မှရရှိခဲ့သည့်အကြံပြုချက်များကိုသဘောထားတူညီမှုများကိုစုစည်းပြီးနိုင်ငံတော်သုံးညရင်ကြီးချုပ်ထံတင်ပြသွားမည်ဟုသိရသည်။ ရရှိခဲ့တဲ့အချက်တွေဟာအချက်တွေဟာအကြံပြုချက်တွေဖြစ်ပါတယ်ဒီအကြံပြုချက်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့နိုင်ငံတော်ဝန်ကြီးချုပ်ထံတင်ပြပြီးတော့လုံတိတ်လုံထိုက်တာတွေကိုခွင့်ပြုညွှန်ကြားချက်နဲ့အညီဆက်လက်ဆောင်ရွက်သွားပါမယ်ဟုအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငင်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့သုံးညရင်ဘုံမှုကြီးသုံးညလနာအောင်ကဖိုရန်အပီးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည် မြင်းကြီးရေဖိုရန်ကာလအတွင်းဆွေးနွေးအကြံပြုချက်များအနက်ရွေးကောက်ပွဲ အကြိုကာလနှင့်ရွေးကောက်ပွဲကာလတွင်စစ်မှုထမ်းစရင်ကောက်ခံမှုရဆိုင်ပေးရန်ကိစ္စရွေးကောက်ပွဲအလွန်ကာလတွင်သဘောထားကွဲလွဲမှုကြောင့်အချင်းကျနေသူများပြန်လွတ်ရန်ကိစ္စနှင့် ဖွဲ့စည်းပုံပြန်လည်တုံးတက်ခြင်းဆိုင်ရာညီလာခံတစ်ခုဆောင်ရွက်ရန်အစရှိသည့်ကိစ္စရပ်များပါတိုးညင်ခဲ့ကြောင်းသိရပါသည်။၃ရက်တာကျင်းပသည့်မြင်းကြီးရေဖိုရန်တွင်ဇွန်26ရက် ငင်းချင်းရေးဖိုရန်ဒုတိယနေ့တွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးကောင်းစဉ်အောက်တွင်နိုင်ငံတော်၏ပကတိအခြေအနေများနှင့်ရွေးကောက်ပွဲ၏အရေးပါမှုလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကျင်းပပြီးဥပဒေနှင့်အညီလွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်တင်သောအစီအမံများကိုဆွေးနွေးခဲ့ပါသည်လာတူငင်းချင်းရေးပွင့်လင်းမြင်သာသောရွေးကောက်ပွဲနှင့် နိုင်ငံတော်တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရမည်နည်းလမ်းများကိုဖော်ထုတ်ခြင်း ရွေးကောက်ပွဲအလွန်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတွင်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်နိုင်ငံတကာအသိုက်အဝိုင်းများ၏အခမ်းအနားကို ဖော်ထုတ်ခြင်းတို့ကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။ဒါအပြင်ငြိမ်းချမ်းရေးဖိုရမ်တတိယနေ့ဇွန်28ရက် တွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များနှင့်လူမှုစည်းဘဝဘသုံးမျှစိန်ခေါ်မှုများကိုကင်တွယ်ဖြေရှင်းနိုင်ရန်အတွက်နည်းပြဟာများကိုဖော်ထုတ်ခြင်းနှင့်မြန်မာနိုင်ငံ၏အနာဂတ်သည်ပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်မျိုးမျိုးနှင့်ဆက်နွယ်တည်ရောက်မှုရှိပုံကိုလေ့လာဆန်းစစ်ပြီးအတွင်ကူးပြောင်းရေးတွင်ကျင့်သုံးသင့်သောနည်းပြဟာများကိုဖော်ထုတ်ခြင်းတို့ကိုဆွေးနွေးခဲ့သည်ဟုသိရပါသည်